င်းနေဓမ္မနန္ဒောဝိပဿနာရိပ်သာတိဆောက်ဖို့ရန်အတွက်သရဝိပွင့်ဉာဏ်ရှိပြေကနိဗ္ဗာန်ကိုရည်မှန်းပြီးတော့ပဝင်လူလန်းပေးကြသောအလူရှင်များမှာစင်ကူနိုင်ငံဥတင်ကူကိုဒေါ်ရီမိသားစုမှ9သိန်းကျပ်ကိုတန့်စင်ဝင်မိသားစုမှ3သိန်းကျပ်ဒေါ်စင်မာထွေးမိသားစုမှ9000ကျပ်ညောင်ဦးမြို့ဆရာလေးမှ1000ကျပ်မန်နန်အေးအေးမြင့်မိသားစုမှ9000ကျပ်ဥခင်မောင်မြင့်ဒေါ်မြတ်ဆန်သမီးမှဖြူဖြူဝင်းမတ်တက်တက်မှမရင်ဝေအလှပြင်ဆိုင်မန္တလေးမြို့မှ2သိန်းကျပ် ကိုမင်းသူမတ်ချိုဝင်တဲ့သားမောင်အောင်ဘုံမြတ်မိသားစုမှ3000ကျပ်ငွေဥယျင်မိသားစုမှ5000ကျပ်ဒေါခင်အောင်မြမိသားစုမှ3000ကျပ်ဒီကုသိုလ်ရှင်စေနာရှင်ပေါင်းတို့တည်းကျောင်းဆက်ဖြစ်သောကဆိုပီဆိုအန္တရယ်ဆိုယောဂါဆိုအမျိုးမျိုးကင်းစင်လွင့်ပြောက်ပြီးဤဘဝဤခန္ဓာနှင့်ပင်ဤသာသနာတော်တွင်၌ဒုက္ခအပေါင်းချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့မြမောပြုနိုင်ကြပါစေ။ဝိပဿနာတရားအားထုတ်တယ်ဆိုတာ တကယ်တမ်းကညံရဲ့အလုပ်ပါအဲ့တော့နိဗ္ဗာန်ဆိုနိဗ္ဗာန်ဒီကံလမ်းမဟုတ်ဘူးညံလမ်းပဲအဲ့ဒီညံလမ်းမှာတောင်မှမဂ်ကင်၅ပါးမဂ်ကင်၈ပါးနဲ့သွားတဲ့လမ်းဖြစ်တယ်ဒါကညံလမ်းကသွားတာအဲ့တော့ဒီနေ့ခေတ်မှာတရားအားထုတ်တယ်ဆိုဘာတွေများလာလဲဆိုတော့ခန္ဓာပြောက်ပြီလားခန္ဓာပြောက်အောင်ထိုင်ရခန္ဓာပြောက်တာတွေလာပြောကြတယ်ဝေဒနာချုပ်တာတွေလာပြောကြတယ် ဉာဏ်နဲ့၁၀ပါးဝိပဿနာဉာဏ်ဆိုတဲ့ဉာဏ်နဲ့၁၀ပါးထဲမှာခန္ဓာပြောက်သွားတယ်ဆိုတာမရှိဘူးခန္ဓာမုန်းသွားတယ်ဆိုတာတော့ရှိတယ်ညင်းငွေတယ်မုန်းတယ်ယွန်တယ်မလိုချင်တော့ဘူးဆိုတာအဲ့ဒါဝိပဿနာဉာဏ်စဉ်ထဲမှာပါတဲ့ဒါအဓိက main ချက်တွေပဲအဲ့တော့တရားအားထုတ်နေတဲ့ပုဂ္ဂိုလ်ကခန္ဓာကြီးပြောက်သွားတာခန္ဓာပြောက်အောင်တရားထိုင်ညာသူဝေဒနာချုပ်အောင်တရားထိုင်ညာသူဆိုတာတွေကလွဲမှန်းမသိလွဲနေကြတာလွဲမှန်းမသိလွဲတယ်ဒါကြောင့် ဉာဏ်နဲ့16ပါးကိုကြည့်တဲ့အခါမှာပထမပစ္စယပရိက္ခဉာဏ်အကြောင်းကျိုးကိုသိရနမနိကနမရူပပရိစေတဉာဏ်ရုပ်ပဲနာမဲလို့သိရအဲတော့ပစ္စယပရိက္ခဉာဏ်နမရူပပရိစေတဉာဏ်ပြီးတော့တမသနာဉာဏ်ဥရိယပိယဉာဏ်ဘင်္ဂဉာဏ်ဘယဉာဏ်အာရိနဝဉာဏ်နိဗ္ဗိနဉာဏ်မုံစိတုကမြတာဉာဏ်ပရိသင်္ခဉာဏ်သင်္ခါရုပ္ပခဉာဏ်အနုလောမဉာဏ်ကုတ္တရဝဉာဏ်မဉာဏ်ဖို့ဉာဏ်ပစ္စဝကနာဉာဏ်ဒါဉာဏ်နဲ့16ပါးအဲ့ဒီဉာဏ်နဲ့16ပါးမှာနောက်မှရှိနေတဲ့ ကုဋ္တရဘုံဉာဏ်နဲ့မဉ္ဉဏ်ဘုံဉာဏ်ပစ္စဝကနာဉာဏ်ဒီဉာဏ်၄ပါးကလောကုတ္တရာနေဘက်ကိုရောက်သွားတဲ့ဉာဏ်အနုလောမနေစလိုက်ဒီဘက်ရှင်းပိုင်းမှာရှိတဲ့ဉာဏ်တွေနေမှာပရမတရားထိုင်မဲ့ပုဂ္ဂိုလ်ကတမသနာတရားထိုင်မဲ့ပုဂ္ဂိုလ်ကတမသနာဉာဏ်ဖြစ်ဖို့အတွက်ကိုဘာနာလဲရမှာလဲလို့မေးရင်ပစ္စယပရိက္ခဉာဏ်နဲ့နာမရူပပရိစ္ဆေဒဉာဏ်ဒီနှစ်ချက်ကိုပိုင်းပိုင်းနိုင်နိုင်ရမှာ ပစ္စယပရိက္ခဉာဏ်ဘာလို့ရအောင်လုပ်ရတာလဲလို့မင်းအကြောင်းကျိုးနားလည်အောင်လို့ပစ္စယပရိက္ခဉာဏ်ကိုဟောရတာဒါဉာဏ်နဲ့16ပါးမှာပြီးတော့မှပစ္စယပရိက္ခဉာဏ်ပြီးတော့နာမရူပပရိစ္ဆေဒဉာဏ်ကြတော့ तू ကဒိဋ္ဌိဖြုတ်တဲ့ဉာဏ်ပဲဒိဋ္ဌိအတိဉာဏ်နဲ့ဖြုတ်တဲ့အပန်းဟောင်ရောက်သွားအဲ့တော့တရားတော်ထိုင်နေအဲ့ဒါတွေမသိသေးဘူးဒီတိုင်းပဲသိလာလိမ့်မယ်ဆိုတာကဒါမဖြစ်နိုင်တဲ့ကိစ္စပဲ ာဖြစ်လို့လဲလို့မေးရင်လော့ကီဥမာအတိုင်းပြောရရင်ဆယ်တန်းကျောင်းသွားတက်တယ်ကိုကဆယ်တန်းမဟုတ်ခွဲနဲ့ဆယ်တန်းကိုသွားထိုင်နေတနည်းလုံးထိုင်နေတယ်ဒီဆယ်တန်းစာနားလည်လာမှာမဟုတ်ဘူးအခုလည်းအဲ့ဒီတိုင်းပဲကိုကဖျားဖြစ်မဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးပြည့်စေကဗုဒ္ဓဖြစ်မဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်မဟုတ်တဲ့အတွက်ကြောင့်ဒီလိုထိုင်းနေရင်းနဲ့တိလာနိုင်မယ်ဆိုတဲ့အထက်မှာကိုယ့်ရဲ့ဉာဏ်ကဥက္ကဋ္ဌတင်ယူပုဂ္ဂိုလ်မဟုတ်တဲ့အတွက်ကြောင့်ဘလို့နည်းနဲ့မှမဖြစ်နိုင်ဘူး။ဒါကြောင့် ဘုရားယန္တာပုဂ္ဂိုလ်များကညီတိညာဉ်စဉ်တွေဟောခဲ့တာပဲဝိပဿနာဉာဏ်7ပါးထဲမှာလည်းဒီတိုင်းပဲဥရိယဘိယဉာဏ်ဘင်္ဂဉာဏ်ဘိယတမတ္တနာဉာဏ်ဥရိယဘိယဉာဏ်ဘင်္ဂဉာဏ်ဘိယဉာဏ်ဆိုဒီခန္ဓာကိုယုံလာတာမုံလာတာမလို့ခြင်းတော့တာအဲ့ဒါကဉာဏ်စဉ်အတိုင်းအမှန်တိုင်းသွားနေတဲ့လုပ်ငန်းစဉ်ပဲအဲ့ဒီသွားနေတဲ့ဒီလုပ်ငန်းစဉ်ဓမ္မ process ကိုကြော်လို့မရဘူးဒါပေမဲ့လို့တကယ်တရားသွားပြီးတော့တရားထိုင်လာတဲ့အခါမှာခန္ဓာပြောက်ပြီလားဆိုတာတွေကဒါက ခန္ဓာကိုဘယ်လိုပြောင်းအောင်ထိုင်ရမှာတော့တကယ်လို့သာခန္ဓာပြောက်တယ်ဆိုရင်ပိဋကတ်တော်တွေထဲမှာရောဘုရားဟောတဲ့တန်တွေထဲမှာရောရှင်သာရိပုတ္တရာတို့ရှင်မောက္ကလံတို့စသည်တို့တွေရဲ့အထက်မှာရောခန္ဓာကြီးပြောက်သွားတယ်ဆိုတာကြီးကတကယ်ကိုတွေ့နေရမှာပေါ့ဟောထားမှာပေါ့အဲ့ဒါကိုခန္ဓာပြောင်းအောင်ထိုင်မှာဝေဒနာပြောင်းအောင်ထိုင်မှာဆိုတာကဘလို့နည်းနေမှာပေါ့ခန္ဓာပြောက်ဖို့မလို့ဒိဋ္ဌိပြောက်ဖို့လို့ဝေဒနာချုပ်ဖို့မလို့ကိလေသာချုပ်ဖို့ ဝေဒနာပေါ်မှာမှီးပြီးတော့ဖြစ်တဲ့ကိလေသာချုပ်အောင်ထိုင်တာဝေဒနာချုပ်အောင်ထိုင်တာမဟုတ်ဘူးဝေဒနာအပေါ်မှာမှီးပြီးတော့ဖြစ်နေတော့ကိလေသာကိုချုပ်အောင်ထိုင်တာမှမလန်းအစ်စ်ပဲဝေဒနာချုပ်လို့ဘာဖြစ်မှာတော့ဝေဒနာဝေဒနာခန္ဓာလေဝေဒနာခန္ဓာဆိုတော့သဘောတရားအရာဖြစ်နေမှာပဲအခုထိုင်နေတဲ့ဝေဒနာခန္ဓာဖြစ်နေတာနားနေတာဝေဒနာခန္ဓာပဲနာမန်းသိနေတာတင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ရဲ့ခန္ဓာပဲ နာရလို့မှတ်တာသင်္ခါရခန္ဓာစိတ်တော်ပေးနေတာကသင်္ခါရခန္ဓာရုပ်ပေါ်မှာမိဖြစ်တာမလို့ရူပခန္ဓာဒါခန္ဓာ၅ပါးရဲ့သဘောတရားအရာဒီတိုင်းရှိနေတာပဲအဲ့တော့ဝေဒနာချုပ်ဖို့ထိုင်တာမဟုတ်ဘူးဝေဒနာပေါ်မှာမိပြီးတော့ဖြစ်တဲ့ကိလေသာချုပ်အောင်ထိုင်တာဆိုတာကိုယောဂီကသဘောပေါက်အောင်ဝေဒနာဘုရားတော်မချုပ်ဘူးဝင်တော့လာတယ်လေပေါဝါနေပြီးတော့ကုသနာကုသနာကရဟကိုသွားတာဝင်တော့လာတယ်လေချိန်မောင်းများစွာအဘောဓာရဲ့နှိမ့်ဆက်မှုကြောင့်ပြိဋိဘံပြူရတယ်ဒါဝေဒနာနဲ့ ပြိနိဗ္ဗာန်ပြုတာပဲသို့တော်ကိလေသာချုပ်ပြီးသားမဟုတ်လို့ကိလေသာရဲ့နှိမ့်ဆက်ချက်ကိုမြတ်စွာဘုရားယဟန္တာတွေဘုရားတွေမခံရတော့ရုပ်စွာဆုံးသောတာပန်တီးသွားတဲ့ပုဂ္ဂိုလ်တောင်မှအဲ့ဒီဝေဒနာရဲ့အပေါ်မှာမှီးပြီးတော့ကိလေသာမဖြစ်တော့ဝေဒနာကဖြစ်နေဦးမှာပဲအဲ့ဒါကိုသဘောမပေါက်တဲ့အခါကျတော့ဝေဒနာချုပ်အောင်ထိုင်မယ်၁ခန္ဓာပြောင်းအောင်ထိုင်မယ်၂ဒီလိုပုံစံမျိုးတွေနဲ့ တွားနေတဲ့အခါကျတော့တရားကိုဝင်ပူးခံရတဲ့ပုံစံမျိုးဖြစ်သွားတယ်။ဒီဘက်မှာတရားရနိုင်တဲ့အဆင့်တွေရှိပါလျက်နဲ့လမ်းတွဲသွားတာ။ဒါကြောင့်လမ်းလျှောက်ရင်းနဲ့လမ်းပျောက်သွားတယ်၊လမ်းပေါ်ကနေလမ်းချော်သွားတယ်။ဘုရားဘာသာကောင်တရားဖြစ်ပါလျက်နဲ့နိစနစ်ပိုင်းကိုသိချင်ကြခါကနန္နာမသိတဲ့အခါကျတော့ထိုင်ရင်ပြီးရောဆိုတဲ့သဘောနဲ့တွားလို့လိုက်တဲ့အခါကျတော့အေးကုသိုလ်တော့ရအောင်ရနိုင်နေမယ်။ သို့တော့မဲ့ညံဖို့ညံဘလို့နည်းနေမှာမရနိုင်ဘာဖြစ်လို့မရနိုင်냐လဲလို့မင်းစားစိန်ထိုးတဲ့ကလွဲနေတယ်အခြေခံတဲ့ကနမရုပပရိစ္ဆေဒညံပစ္စယပရိက္ခညံဆိုတော့ဒါအခြေခံညံတွေပဲဒီညံတွေအခြေခံရှိရမယ်အဲ့ဒါကမထိုင်ခင်တည်းကသိထားမယ်ညံတွေပဲအဲ့ဒါလမ်းကြောင်းပဲဝိသုဒ္ဓိခုနပါးနဲ့တွက်လိုက်တော့သီလဝိသုဒ္ဓိသီလပြည့်စုံရမယ်လို့ပြောတာသီလစင်ကြယ်ရမယ်လို့ပြောတာ ပြီးတော့မှစိတ်ဓာဝိသုဒ္ဓိစိတ်တည်ငြိမ်ရမယ်ပြောတာစိတ်ကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင်ထားဆိုရုပ်စွာဆုံးဇံရတဲ့အထိဖြစ်ကောင်းဖြစ်နေလိမ့်မယ်ဒါစိတ်ဓာဝိသုဒ္ဓိပဲသို့တော့စိတ်ဓာဝိသုဒ္ဓိအဆင့်နဲ့မဉ္ဇဉ်ပုံညာရတယ်လို့မဟုတ်ဘာလို့လဲဇံရတဲ့လောကီဇံရပြီးတော့လူထွက်သွားတဲ့ယဟန်တွေအများကြီးရှိတယ်ဒါကဘုရားရှင်လက်ထက်မှာကိုအရှင်မကတ္တဖရဲ့တပည့်ကဒီလိုဖြစ်သွားတာအများကြီးရှိတယ်နောက်တုတ်တန်နေဇတ်တော်တွေထဲမှာလည်းအများကြီးရှိတယ်ဒါစိတ်ဓာဝိသုဒ္ဓိပိုင်းကပြောတာပြီးတော့မှ အဲ့ဒီလောက်နဲ့မပြည့်စုံသေးဘူးဝိသုဒ္ဓိခုနပါမှာဒိဋ္ဌိဝိသုဒ္ဓိဆိုတာစိတ်စင်ကြယ်ရုံနဲ့မပြီးဘူးဒိဋ္ဌိလည်းပြုတ်အောင်မယ်လို့ပြောတာအဓိကပြောရမှာကသက်ကာယတတ္တရာအုပ်စေတာအဲ့ဒါကိုကိလေသာအန္တရယ်လို့ပြောတာအဲ့ဒါကိလေသာအန္တရယ်ပဲတရားအားမထုတ်မီတိယောဂီတယောက်ကနားလည်ထားမှာအဲ့ဒီကိလေသာအန္တရယ်ကိုနားလည်ရမှာဘယ်ကိလေသာအန္တရယ်လို့မင်းဒီယောဂီတယောက်မှာဒိဋ္ဌိကိလေသာရဲ့အန္တရယ်ကိုနားလည်ရမှာကိုယ်ကသက်ကာယရှိမှန်မသိတတ္တရာရှိမှန်မသိအုပ်စေတာရှိမှန်မသိဒီတိုင်းမထိုင်ရင်ပြီးရောဆိုတာက ိရိသံအန္တရာယ်ထိုက်တာပဲအဲ့ဒါဒိဋ္ဌိဝိတ္တုပြီးတော့မှကင်္ခာဝိကရဏဝိတ္တုကြတော့အကြောင်းအကျိုးပေါ်မှာဉာဏ်ရှင်းတယ်အကြောင်းတရားဉာဏ်ရှင်းတယ်အကျိုးတရားဉာဏ်ရှင်းတယ်ဖြစ်လာတာရုပ်ပဲနာမဲလို့ပိုင်းပိုင်းနဲ့ဆုံးမဲ့ချတာဒါကြောင့်ရှေ့ရတိတဝိတ္တုစိတ်တဝိတ္တုဒိဋ္ဌိဝိတ္တုကင်္ခာဝိကရဏဝိတ္တု၄ပါးရဲ့အဆင့်ကရှေ့ပိုင်းအခြေခံဉာဏ်အဆင့်မဲ့ရှိသေးတယ်အဲ့ဒီအတိုင်းတွားရမှာအဲ့ဒီအဲမှာလည်းခန္ဓာပြောက်တယ်မပါဘူးဝေဒနာပြောက်တယ်ဝေဒနာချုပ်တယ်မပါဘူးနောက်တစ်ခါ မတု7ပါးမှာလည်းဩဘာသေဇေဝညံလေးစာပိတိယစာဝိကံပတ္တိယဒုက္ခေနစာဆိုတဲ့ဒီမတုဝင်တဲ့လမ်းကြောင်းမှာလည်းခန္ဓာကိုယ်ကပေါ့တဲ့အေးတဲ့ပေါ့ပါတဲ့အဲ့ဒါတွေကိုမသားရနဲ့အဲ့ဒါမဲ့မဟုတ်ဘူးဆိုတာကိုမေကံမေကံညာနာသဒနာဝိတုဒ္ဓိနမငါအချက်ကဒါကိုထောက်ပြီးတော့ဟောတာအဲ့ဒါတွေကိုသဘောပေါက်တဲ့အခါကျတော့ဝေဒနာချုပ်တယ်ဆိုဝေဒနာဆိုတဲ့သဘောတရားမှာဖဒပစ္စယဝေဒနာအဲ့ဒါကလူတိုင်းဖြစ်တဲ့သဘောတရားဖဒပစ္စယဝေဒနာအခု နားနဲ့အတန်နဲ့တိုက်တဲ့အတွက်ကောင်းခြင်းမကောင်းခြင်းဆိုတဲ့ဝေဒနာဖြစ်တယ်အဲ့ဒါကဖះကနေစပြီးတော့အကုန်ဖြစ်တယ်ပုထုဇဉ်ကနေစပြီးဖះကြီးအကုန်ဖြစ်တယ်အဲ့ဒါဖတ်တာပစ္စည်းဝေဒနာဒါပေမဲ့ဝေဒနာပစ္စည်းတဏှာကြတော့ဖះယဟန္တာနဲ့အရိယာပုဂ္ဂိုလ်ရေမဖြစ်တော့ဘူးဝေဒနာပစ္စည်းတဏှာကြတော့သူတို့မပါတော့ဘူးဝေဒနာပစ္စည်းတဏှာကြတော့ဒီပုထုဇဉ်တွေမှာဖြစ်သွားတယ်ဖတ်တာပစ္စည်းဝေဒနာအဲ့ဒါအကုန်လုံးရတယ်ဖတ်တာပစ္စည်းဝေဒနာအကုန်လုံးပုထုဇဉ်ကနေစပြီးဖះကြီးအကုန်ရတယ် ဒါပေမဲ့ဝေဒနာပစ္စည်းအတဏာကြတော့အရိယာနေစဖို့တော့ဖះမရတော့မပါတော့အဲ့ဒီကိစ္စပုရုဇဉ်တွေမှာဖြစ်နေသေးတယ်ဝေဒနာဖြစ်တယ်လို့ပြောတာတဏာမဖြစ်ဘူးလို့ပြောတာဝေဒနာတော့ဖြစ်တယ်ဖတ်တာနဲ့ဝေဒနာနဲ့ဖတ်တာနဲ့ဖတ်တာပစ္စည်းဖတ်တာကြောင့်ဝေဒနာတော့ဖြစ်သေးတယ်ဒါပေမဲ့ဝေဒနာကြောင့်တော့တဏ္ဏမဖြစ်ဘူးလို့ပြောတာအဲ့ဒါကဖရာယဟန္တာပုဂ္ဂိုလ်တွေဒါကြောင့်ဝေဒနာဒီပုဂ္ဂိုလ်တိုင်းမရဘူးလို့ဝေဒနာကိုခံစားတဲ့သဘောဒီပုဂ္ဂိုလ်တိုင်းမရဘူးဆိုတာပြိဿသုံးဘက်ကိုနားလည်လိုက်တာပါ